ေစုတင်တတ်တဲ့တစ်ပင်ကြီးတစ်ချိန်လုံးကရွှေရောင်ကျေးရွာလို့အမည်ရတဲ့ကျေးရွာလေးတစ်ရွာမှာအလွန်ကြီးမားပြီးတန်မာတဲ့တစ်ပင်ကြီးတစ်ပင်ရှိခဲ့တဲ့ကွယ်အရွက်တွေက စိမ့်လန်းပြီးအသီးတွေကချိုမြင်ကကျေးရွာသားတွေအတွက်အေးမြတဲ့အရေးအာဝါဒကိုလည်းပေးစွမ်းနိုင်တဲ့တစ်ပင်ကြီးပါပဲ။ တနေ့တော့ကျေးရွာမှာမိုးခေါင်ရီရှားပြီး မြေပြင်တွေ ကွဲအပ်လာကတစ်ပင်ရဲ့အရွက်တွေလည်းဝါချောက်လာပါတယ်။ကျေးရွာသားတွေကတစ်ပင်ကြီးအနားမှာစုပြီးဆူတောင်းကြတယ်။တစ်ပင်ကြီးက ကြေးရွာသားတွေရဲ့ငိုကြွေးတံကိုကြားရတဲ့အခါသူ့ရဲ့နှလုံးသားထဲကခံစားမှုနဲ့အတူမျက်ရည်တွေကျလာပါတယ်။သူငိုလိုက်တဲ့မျက်ရည်တွေက မြေကြီးထဲကို စိတ်ဝင်သွားပြီးရေစမ်းတစ်ခုဖြစ်လာပါတယ်။ကြေးရွာသားတွေကထိုရေစမ်းကနေရေတွေကိုတောက်တုံးကြတီးနှံတွေစိုက်ပျိုးကြပါတယ်။ ဒါရင်မကသေးပါဘူး။ဂျေဇူးတင်တတ်တဲ့တစ်ပင်ကြီးဟာခြေရွာသားတွေကိုဂျေဇူးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကလေးတွေအတွက် သူ့ရဲ့အခက်တွေကနေပျော်စရာညနေခင်းတွေမှာစီးပြီးကစားနိုင်တဲ့ဒန်းစင်ကိုပါဖြစ်လာစေတယ်။တက်ကြီးရွယ်အိုတွေအတွက် သူ့ရဲ့အရေးအောက်မှာအေးအေးဆေးဆေးအနားယူနိုင်တဲ့နေရာကိုပေးတယ်။ တရိษံလေးတွေ အတွက် သူ့ရဲ့အခောက်ထဲမှာ နေစရာအသီးတွေကို စားစရာဖန်တီးပေးတယ်။နောက်ဆုံးမှာတော့ရွာသူရွာသားတွေကတစ်ပင်ကြီးကိုကျေးဇူးဆက်ကြပါတယ်။သူ့အားရေမှန်မှန်လောင်းပေးကြတယ်။သူ့ပတ်ဝန်းကျင်ကိုတန်ရှင်းရေးလုပ်ပေးကြတယ်။သူ့ကိုချစ်ခင်စွာဂရုစိုက်ကြတယ်။အဆုံးသတ်မှာတော့ရွာသူရွာသားတွေနဲ့ကျေးဇူးတင်တတ်တဲ့တစ်ပင်ကြီးဟာ တနေ့ထက်တနေ့ပုံမူပျော်ရွှင်စွာအတူရှင်တွဲနေထိုင်သွားကြပါတဲ့ကွယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့ဂျေဇူးဆက်ခြင်းဟာပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ပြီးမိမိချစ်ခင်ရသူတွေကိုဂျေဇူးဆက်တတ်တဲ့စိတ်ထားကလှပသောလောကကြီးကို ဖန်တီးပေးနိုင်ပါတယ် ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းဒီပုံမြင်လေးကအတိုင်းကျေးဇူးရှိဘူးသူကိုကျေးဇူးဆက်တက်ဖို့မမေ့ကြပါနဲ့ကွယ်တယောက်နဲ့တယောက်ကျေးဇူးကိုတိမြင်ကျေးဇူးဆက်တက်ခြင်းက လူတော်လူကောင်းတယောက်ပဲမဟုတ်ပါလားကလေးတို့ရေ